ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတူတဲထားတဲ့မာရဝီဆေယဖះဟာငလျင်တန်ခန်းနိုင်နေဆိုပြီးတော့အစည်းအဝေးတိုင်းမှာဂုံယူဝင်ကြွားစွာနဲ့ပြောဆိုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ28ရက်နေ့ကငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်အေပီလာ1ရက်နေ့မှာအချမ်းဘတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတူတဲထားခဲ့တဲ့မာရဝီဇီယာဖျားကိုတွားရောက်ခဲ့ပြီးတော့စစ်ဆဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ငလျင်ဒန်ကြောင့်မာရဝီဇီယာဖျားနဲ့ရင်းမြစ်တော်ပေါ်မှာအပြက်စီအနှဲငယ်သာရှိတဲ့အပြင်အင်ဂျင်နီယာတွက်ချက်မှုတွေအရာလဲဖျားရဲ့ရင်းမြစ်တော်တစ်ခုလုံးဟာမူလာအတိုင်းအကောင့်ပဂရိရှိနေတယ်လို့ရလက်ထွက်လာတယ်လို့သိရပါတယ်။ငလျင်ဒန်ကြောင့်အပြက်စီနဲပါလွန်းနဲ့မာရဝီဇီယာဖျားနဲ့ပတ်သက်ပြီးတော့မင်းအောင်လှိုင်က စစ်ကောင်စီရဲ့အစည်းအဝေးတွေနဲ့ငလျင်တန်ပြန်လည်ထူထောင်ရေးအစည်းအဝေးတိုင်းမှာတူတဲခဲ့တဲ့ဖရားကငလျင်တန်ခန်းနိုင်တယ်ဆိုပြီးတော့ဂုံယူဝင်ကြွားစွာပြောဆိုနေတယ်လို့သိရပါဗျ။ဒီဖရားကြီးကငလျင်ပြင်းအားရှစ်ကြော်ရင်တောင်မှခန်းနိုင်ရေးရှိအောင်တူတီဆောက်ခဲ့တယ်။ ဆိုင်ကလုံးမုံတိုင်းတန်ခံနိုင်အောင်လဲတူတဲထားခဲ့တယ်ပေါ့အဲ့ဒီလိုမျိုးတနိုင်ငံလုံးမှာရှိတဲ့ဖျားဇေဒီတွေကိုတဘာဝဘေးအန္တရာယ်ဒဏ်ကိုခံနိုင်အောင်တဲထားရမယ်မာရဝီဇီကဖျားကိုဥပမာပေးပြီးတော့တက်ချုပ်ကဂုံယူဝင်ကြွားစွာနဲ့ဝုံဝဲကြွားကြွားပြောနေပါတယ်အခုနောက်ဆောင်မဲ့အဆောက်အုံနဲ့ရုံးဌာနတွေဆိုရင်လဲအ ਨੇ စုံငလျင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်အောင်လို့တိဆောက်ရမယ်ဆိုတာမျိုးကိုညွှန်ကြားနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်အေပီလ24ရက်နေ့မှာတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကအာနာရှင်ဟောင်းတန်းရွှေတဲထားခဲ့တယ် ဥပဒေတန်တိဇေဒီတော်ကိုတွားရောက်ပြီးတော့ငလျင်တန်ကြောင့်ရင်းမြေတော်မှာအပြက်စီးနေတဲ့ပြိုကျခဲ့တဲ့တာသနိကအဆောက်အုံတွေကိုပြင်ဆင်ဖို့တွားရောက်စစ်ဆေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်အနေနဲ့တူတဲခဲ့တဲ့မာရဝီဇယဖျားကိုတော့ငလျင်လှုပ်ပြီး၄ရက်အကြာမှာအ мян တွားရောက်စစ်ဆေးခဲ့ပြီးတော့တန်းရွှေတဲခဲ့တဲ့ဥပဒေတန်တိဇေဒီတော်ကိုတော့ အပြက်စီးတွေဒီလောက်များပြားတာတောင်မှတလနီးပါးကြာမြင့်တဲ့အချိန်မှသွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါဗါးတက်ချုပ်ကမာရဝီဇီယဖះကိုသူ့တဲထားတဲ့သူ့ဖះဆိုတဲ့ပုံစံမျိုးစိတ်ထဲမှာရှိပုံရတယ်ညဘက်ဒီဆိုရင်လေဖះပိတ်ချိန်မှာတောင်မှရင်တန်းနဲ့လာပြီးတော့တကူတကဖះကြီးကိုဒစိမ့်စိမ့်လာကြည့်နေတာမျိုးဖះမှာတောင်မှသူ့ဖះကိုဖះဆိုပြီးတော့အစင်တန်းခွဲနေရသေးတယ်စိုက်ဆိုင်တချင်းနဲ့ရလို့ပေါ့မင်းဖះတဲ့ငါဖះကပိုမိုက်တယ်ငါဖះကပိုခိုင်းတယ်ပိုခတ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်လို့နေပြီးတော့စစ်ဘက်သတင်းအရင်းမြစ်ကပြောပြထားပါဗါး မင်းအောင်လိုက်အနေနဲ့ငလျင်တန်ကြောင့်နေပြည်တော်ဟာအပြည့်အစည်တွေများပြားခြင်းဟာတချိန်ကတိဆောက်ခဲ့တဲ့သူတွေရဲ့ပေါ်ရမှုတွေနဲ့အရေးအသွေးမမီတဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့တွဲဝိုက်ပြီးတော့သူတို့အချင်းချင်းအပြစ်တင်တာတွေကိုလှုပ်ဆောင်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ